အားလုံးပဲမင်္ဂလာပါ။နောင်ယူစီ YouTube Channel လေးရနေအားလုံးပြန်လဲကြိုဆိုလိုက်ပါရစေ။အခုတခါတက်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စိုင်းဆရာအက္ခါဆောင်ရေးသားထားတဲ့ဆုံးဒီဥပဒါနဲ့ထူဆန်းသောဧည့်သည်များအတွေ့အုံရဲ့စာစဉ်၁၈ပဲဖြစ်ပါရစေ။ဇာတ်လမ်းလေးမစတင်ခင်မှာလည်း Channel လေးကိုလိုက်ရန် Subscribe နဲ့ဗီဒီယိုလေးကိုလက်မလေးနှိပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုပါရစေ။ကဲဒါဆိုစလိုက်ကြစို့ဗျာ။ဒီရက်ပိုင်းတော့အိမ်မှာအမဲသားကြီးမပြတ်တာကိုသတိထားမိရဲ့ဗျ။အဖေရဲ့ရှေ့မှာဆိုရင်လည်းအမဲသားကြောင့်နှက်ခွက်လေးကအမြင့်တွေ့ရတယ်။အဖေကရင်းနှီးချမ်းတောက်လိုက် အမေသားကြောင့်နှက်ထားတာလေးကိုတတုံးတော့ကြိုက်လိုက်နဲ့ဇိမ်းခံနေရပေါ့ဗျာဟင်းချက်တော့လေအမေသားဟင်းပဲဗျတက်တက်လှစားတဲ့ကိုခမောင်အတွက်ကိုတော့အသီးရွယ်ဟင်းစီစဉ်ပေးရတယ်ဆိုပေမဲ့ကျုပ်တို့ကတော့အမေသားဟင်းနဲ့ကြိတ်တာပေါ့ဗျာအမေသားကိုခဲညင်သေးနဲ့ချက်ပြီးကလားမဆလာလေးအုပ်လိုက်ရင်တိတ်စားကောင်းတာဗျာအမေဒါနဲ့ဒီအပိုင်း၃လရက်ရှိပြီအမေသားတွေချက်နေသလားလို့အေးလေအမေသားတွေရွာကိုရောက်လာတာကိုတို့လည်းအမေသားစားခဲ့တယ်မဟုတ်လားနင့်ဖေလေတိတ်ကြိတ်တာဘာလဲနင်မစားခြင်းဘူးလား မဟုတ်ပါဘူးမေယာမေ့ကြည့်တာပါနောက်တနေ့မနေ့တော့ကျုံလည်းမနေ့စာစားတော့ပြီးတော့အမေရကိုခမောင်းအတွက်ပြင်ပေးလိုက်တဲ့ထမင်းတောင်းလေးယူလိုက်တော့အမေရကျုပ်ရှင်မှာလက်ဝါးဖြန့်ပြရဲဗျာမေဘာလုပ်တာလဲဟဲ့လကောင်အဲ့ဒီ300နေတယောက်တည်းသုံးလို့ရမလားငါအချက်ပြုတ်ပြီးနေရသေးတာငါအတွက်လည်းပါတယ်အာအမေရလည်းဗျာအမေရလည်းမလုပ်နဲ့နင်ပေးမှလားမပေးဘူးလား ကျုပ်လည်းခေါင်းရင်းထ ਿਆਂ ကြတဲ့ညှက်ထားတဲ့ပတ်စံကိုလူမသိအောင်သွားယူပြီးတော့အမေကိုတရားပေးလိုက်ရတာပေါ့ဗျာတကူလက်ကတဝက်လူရယ်ဆိုတာဒါမျိုးပြောတာနေမှာဗျအမေကပတ်စံရသွားတော့ပြုံးသွားတာပေါ့ကျုပ်လည်းထမင်းလမ်းဝေးထမ်းပြီးတော့လက်တစ်ဖက်ကတန်ရီပုံးဖြူဆွဲနေအိမ်ကနေထွက်လာတာပေါ့ဗျာမိုးလင်းနေပြီဆိုပေမဲ့ဖက်လက်ရွာအောင်တော့မဖြတ်ရဘူးဗျဒီတော့ရွာထွက်လန်းတိုင်းလာခရင်ဘယ်ဘက်ကိုကိုွေတယ်အဲ့ဒီမှာတော်တန်းလေးတွေရှိတယ်နောက်တော့ဖျားပြက်ကုန်းသားဖြတ်ထွက်လိုက်ရင်ဖက်လက်ရွာထိနောက်ရောက်တယ်မဟုတ်လားဗျရွာဟောင်းအိမ်ပြက်ကြီးတွေကြားဖြတ်အမှထက်ဆိုင်ရင် တော်ရရင်နေခက်တော့တို့ဖြစ်ရတော့ပိုးပြီးစိတ်ချရတယ်ဗျဒါနဲ့အဲ့ဒီလမ်းကပဲကျုပ်သွားနေတာပေါ့ရွာထွက်လမ်းနိုင်ထွက်လာရင်တမာပင်လေးကိုကြော်တဲ့ခါရွာလမ်းအတိုင်းမိမနဲ့ရောက်လျှောက်လာကြတယ်ဗျတယောက်ကတော့အရက်ပူပူဝါဝါဖမ်းမိုင်နေနောက်တယောက်ကတော့အရက်ရှည်ရှည်ပိန်ပိန်ပပပဲဗျဝါဝါပူပူရဲ့မိမခေါင်းပေါ်မှာတော့အညာတောင်းပြေးကိုရွက်လို့ဗျတောင်းပြေးဆိုတာကတော့ဈေးတွေရွက်လိရှိတဲ့အနာဝကျဲကျဲခက်တိန်တိန်တောင်းကြီးပေါ့ဗျအရက်ရှည်ရှည်မိမကတော့ခေါင်းပေါ်မှာတပတ်ကြီးကိုပေါင်းထားတယ်ဗျ အညာသူတွေဆိုတော့နှစ်ယောက်စလုံးအသားတွေမဲတာတော့ပြောမနေပါနဲ့တော့ဗျာကျုပ်တော့သူတို့ဒီရွာမှာမမြင်ဘူးဗျဒါပေမဲ့ကျုံးနယ်လည်းတိတ်ပြီးမျက်နှာမစိမ့်သလိုပဲသူတို့တနေရာမှာမြင်ဘူးသူတို့တော့ရှိသားဒုံးစံအတိုင်းဆက်စုနေတာနဲ့အဲ့ဒီမိမနှစ်ယောက်ကိုကျုပ်ကမေးလိုက်တယ်အမတို့ကျုပ်မြင်ဘူးသလိုရဲ့ရွာကိုသွားမလို့ထင်နေနော်ပူပူဝဝမိမကျုပ်ကိုဘာလာရှုပ်တာလဲဆိုတဲ့မျက်နှာပေးမျိုးနဲ့စိုက်ကြည့်တယ်ဗျသူနှစ်ပေးကမိမကတော့ဈေးကုန်းရွာကိုဈေးရောက်လာခဲ့တာပါဟုတ်လား ဘာလာရောက်တာတုံးဗျကျုံမီတော့ပူပူနဲ့မိမငါတို့ဘာသာဘာရောက်ရောက်ပေါ့နေဝယ်မှာလားသူစကားတော့ကြမ်းနေဗျဈေးတွေဖြစ်ပြီးနှုတ်ကျန်းအာကျန်းတဲ့ဈေးတွေကိုခုမှတွေ့ဘူးတာပါကျုံလည်းပတ်ဆက်မပါတော့ခေါင်းခါပြလိုက်တယ်အဲ့ဒီမိမနှစ်ယောက်ကကျုပ်ကိုကြည့်ပြီးတော့ဆက်လျှောက်သွားပါရောဗျကျုပ်လည်းဒါနဲ့ရဲ့အရှိနေနဲ့သွားပြီးတော့တော်ရန်နဲ့ကိုချိုးခွေလိုက်တာပေါ့ဗျတော်ရန်ကမနှက်ပိုင်းဆိုတာရတယ်ဗျတိပင်းနေရာလဲခက်ကြဲကြဲပေါက်နေတာဆိုတော့ကောင်းကောင်းလင်းနေကျုပ်ဖြတ်လာရင်ဖျားပြက်ကုန်းတော့ရောက်လာတယ် ဘရပြက်ကုန်းဆိုတာတရေသိပ်ချောက်တဲ့နေရာဆိုတော့ကျုပ်လည်းခြေလန်းတက်တက်နဲ့လမ်းခဲ့တာပေါ့ဗျာဒီချိန်မှာပဲချောင်းဆိုးတံကိုကြားလိုက်ရတယ်ဗျချောင်းဆိုးပြီးတော့ချွဲခတ်တဲ့အတန်လိုတန်ပါပဲပြီးတော့ဓူကနေထွေးထုတ်လိုက်တဲ့အတန်ကိုလည်းကြားလိုက်ရတယ်ကျုပ်လည်းလမ်းလျှောက်နေရင်ခြေရည်ရက်သွားတာပေါ့ဗျာကျုပ်ကမြားတရေချောင်းနေပြီလားလို့ပေါ့အတန်ကြားတဲ့နေရာကတော့ဘရန်ငုတ်တို့နားမှာဗျအဲ့ဒီဘရန်ငုတ်တို့နားမှာအရင်ကရသိပုံစံနဲ့အောက်လန်းလာခြင်းခဲ့တဲ့မောင်မဲစာကြီးနေသေးတယ်မို့လားအဲ့ဒီကြောင့်တော့စုံမျိုးတရာမောင်မဲစာမှာနားဆင်နိုင်ပါတယ် ကြောက်စိတ်ထဲသိကျင်စိတ်ကများနေတာနဲ့ကျုပ်လည်းအဲ့ဒီဘုရားငုတ်တို့နာကိုချောင်းကြည့်လိုက်တာပါဗျာဒီတော့အပေါ်အိမ်ငင်နဲ့အောက်ကလည်းရှမ်းပေါင်းမီလိုလိုဘောင်းမီနဲ့ကြီးဝတ်ထားတဲ့လူတယောက်ကိုတွေ့လိုက်တယ်ဗျအဲ့ဒီလူကကျုပ်ကိုလှည့်ကြည့်တယ်ကျုပ်ကိုလည်းမြင်ရောဖြတ်ခနဲ့ပျောက်သွားတော့တာပါဗျာတကယ်ပါကျုပ်ဆိုမျက်တောင်မခတ်မိဘူးနောက်တော့မှဒီလိုပျောက်သွားတာလူမဖြစ်နိုင်ဘူးလို့တွေးမိပြီးတော့အပြေးတစ်ပိုင်းနဲ့ပြေးထွက်ခဲ့တာပါဗျာကိုခင်မောင်ရုပ်ကစုံမောင်ကြည့်နေတဲ့ညောင်မင်းကြီးနဲ့ရောက်တာတောင်ကျုပ်ကလန့်နေတော့မယ်ဗျဒီနေ့တော့ကိုခင်မောင်ကဘုရားရှင်မခိုးတော့ဘဲနဲ့အထူးဆန်းဆန်းထိုက်နေတယ်ဗျာ ကျုပ်လဲဝင်လာလဲမြင်ရောကျုပ်ကိုပြုံးပြတယ်။ထိုင်စမ်းမအောင်လက်ကောင်ရ။ဒါနဲ့အမောတော်ကောင်နဲ့ဘာဖြစ်လာပြန်တယ်လဲ။ကျုပ်ကျုပ်ဖျားပြက်ကုန်တာဖြတ်လာတော့တေးချောက်ကန်ထိလို့ဗျ။လှုပ်ပြန်ပါပြီ။ဘလို့တွေးကြရလဲ။ရှမ်းပေါင်းမိနဲ့အနက်ဝက်ဆက်ဝက်ထိုင်လူကြီးတယောက်ဗျ။သူကချောင်းဝံပြီးတော့တလိတ်တောင်ထွေးလိုက်သေးတာ။ကျုပ်ကိုမြင်တော့ဖြတ်ခနဲ့ပျောက်သွားတော့တာပဲ။ကိုခင်မောင်ကတစ်ချက်တွေးနေသေးတယ်။နောက်တော့မှခေါင်းငိမ့်နေပြ။အင်းပေါ်လေး မြင်ရမမြင်ရပုံကိုယ်တွေဆိုတာနေရာတိုင်းမှာရှိနေတာပေါ့ဒါနဲ့ပြောအောင်မဲကမင်းအခုဘာတောက်ချင်လဲလက်ကောင်ပြီးရမောလိုက်တာဗျာဒီတော့ရေတောက်ချင်တာပေါ့ရေမြလွဲတာပေါ့ကမင်းကင်လာရေပုံးမဟုတ်လားဟုတ်ပါဗျာဒါဆိုဘာတောက်အောင်လဲနည်းနည်းခတ်တာစဉ်းစားကြည့်ကျုပ်လည်းမစဉ်းစားတတ်တော့ဘူးလေရပါတယ်ဗျာဘာပဲဖြစ်ဖြစ်ကျုပ်တောက်မယ်ဒါဆိုရင်တော့လင်းမင်းဖြော်ရင် မတောက်ချင်ဘူးလားကျုပ်လည်းခေါင်းညိလိုက်တာပေါ့ဗျာ လေမနစ်လို့ပြောရည်ဆိုတာမြို့တက်မှာတောက်ရတာဗျမြိုင်သာသွားရင်တစ်ပင်ကြီးအောင်မှဖျော်ရောင်းတာမဟုတ်လားဈေးကလည်းကြီးတယ်ဗျတစ်ခွက်ကိုပြား60တကြက်လောက်ပေးရတာလူတိုင်းမတောက်နိုင်ဘူးသူ့ရတာချင်းချင်းရှတတ်တာအေးအေးလေးပေါ့ဗျာကျုပ်ကခေါင်းသာညှိလိုက်တာမယုံဘူးဗျဒီလိုတော့ရမှာလေမနစ်ရပါမလားရမယ်ဆိုရင်လည်းရွာထဲမှာရရမှာပေါ့အဲဒီလိုညောင်မင်းအောင်မှာဆိုရင်ဖြစ်နိုင်မှာမလားကျုပ်လည်းကိုခင်မောင်တယောက်ကိုကျင့်စဉ်ကျင့်ယူသွားတာများလားဆိုပြီးတော့တန်တရားမျက်လုံးနဲ့ကြည့်လိုက်တာပေါ့ဗျာ။အောင်မေမင်းကတန်တရားဖြစ်နေသေးတယ် ငါမယူပါဘူးကကဲမင်းတီအောင်ငါပြသေးတာပေါ့ကိုခေမောင်ကသူ့လွယ်ကြီးထဲကိုလက်နဲ့လိုက်တယ်ဗျသူ့လွယ်ကြီးကိုညောင်မင်းချင်းရဲ့အမြင့်တစ်ခုပေါ်မှာတင်ထောင်ထားတာ哦ပြီးတော့လွယ်ကြီးပေါ်မှာလည်းအဖျော်ပိတ်ဆံနဲ့အုပ်ထားသေးတယ်ကဲအဖကြီး၄မိနစ်တလုံးတော့အေးအေးလေးပြေးပါဗျအဲ့လိုပြောပြီးလက်ကိုလှုပ်နေတယ်ဗျကျုပ်လည်းတေချာကြည့်နေမိတာ၃မိနစ်လောက်ကြာတော့လက်ကိုဆွဲထုတ်လိုက်တယ်ဆိုရင်ပဲကိုခေမောင်ရဲ့လက်ထက်မှာ၄မိနစ်ပလင်အသေးလေးပါလာတယ်ဗျကျုပ်ပြင်လန့်သွားတာပါပဲအဲ့ဒီလိုတစ်ခါတော့၄မိနစ်ကပိုစေးကြည့်တယ်ဗျ ဒါနဲ့ကိုခင်မောကျုပ်ကိုလှမ်းပေးကျုပ်ဆိုလုံးဝဝမယုံတာပါဗျာပလင်ကအမြုပ်တီတောင်တက်ပြီးတော့ဤနေသေးတာဒါနဲ့ပလင်ဖုံးသွားနဲ့ကြိုက်ဖွင့်လိုက်တော့ရှေကနေတက်ပြီးပြီးတော့အထက်ကအမြုပ်တီတက်လာတယ်တကယ်အစ်လာဘာလာတိကျင်တာနဲ့ကျုပ်လည်းပလင်ကိုမော့ချလိုက်တာပါဗျာအစ်စ်မှာတကယ်အစ်စ်ဗျရေတောင်မရောပါဘူးဗျာတောက်လို့ကောင်းလိုက်တာမှပြောမနေပါနဲ့တော့ဒီတော့မှကျုပ်လည်းကိုခင်မောင်တော်တော်ကြင်ယူသွားတာဗျာနေပေါင်းကိုခင်မောင်ခမရဟိုလီမိနစ်ပလင်ဘလူးပေးသွားလဲ ဘယ်သူပြရမှာလဲယုကဇုံမီပြတာဘောကွာဗျာယုကဇုံမီကပြတာလေလားဒါအကင်းမဲ့ရှိသေးတယ်ကွာကိုလိုချင်နေဆိုတဲ့အရာတခုကိုပြောလိုက်အဲတလိုက်တာနဲ့ယုကဇုံမီကသူ့အဆွဲနဲ့ဖန်တီးပြတာဘောကွာဟောဒီလီမိနစ်ပလင်းဆိုရလဲဒီရွာမှာရှိပါမလားမရှိပါဘူးဗျာမြိုင်သာမတောင်မှဖြော်ရောင်းနေတာတွေပဲတွေ့ဘူးလားတော်တော်ဆန်းနေဗျာဒါဆိုရင်ကိုကံမောင်တယောက်အောင်းတော့မှာပေါ့နော်ဒါဘောကွာနေဦးဆန်းလက်စားနဲ့ထက်ဆန်းအောင် မင်းဘာစားကျင်တယ်လဲဘာစားကျင်တယ်လဲဆိုတော့မှကျုပ်လည်းစဉ်းစားလို့ကိုမရပါဘူးဗျာကြားတယ်ကွာကဲဒါဆိုရင်မင်းတို့ကိတ်မုံတောင်းပေးမယ်ကိုခဲမောင်ပြောတော့ကျုပ်လည်းခေါင်းညင်လိုက်တယ်ကိတ်မုံဆိုတာရှားတယ်ဗျမြိုင်သားမတောင်မှမုန်းတိုက်ကတစ်ခုပဲရှိတာကျုပ်တို့လိုဒေါသတွေကတော့တစ်နှစ်ကိုကိတ်မုံတစ်လုံးစားဖို့မသေးကြပါဘူးဗျာကိုခဲမောင်ကလွိထဲကိုလက်လိုက်တယ်ဗျကဲအဖကြီးဒီကောင်လေးကိုကိတ်မုံနဲ့နဲ့ကျွေးလိုက်ပါပြီးတော့လက်ကိုပြန်ထုတ်လိုက်တော့လက်တဆုပ်စာလောက်ရှိတဲ့ကိတ်မုံတစ်ချက်ပါလာတယ်ဗျ ဂိမ်းမုံထူထူလေးထားတဲ့ချက်တွေပေါ့ဂိမ်းမုံပေါ်မှာလည်းအနီရောင်ဆေးရောင်နေနဲ့ကြောက်ဖြုံယိုတွေဖြူထားသေးတယ်ဗျကျုပ်ဖြင့်စားလို့ကောင်းလိုက်တာပြောမနေပါနဲ့တော့ဗဇက်ထဲအတင်းထိုးထဲစားတာနေနေလို့တောင်မှလင်မင်းစ်တောက်ပြီးမျော့ချရတယ်ဟိုခင်မောတော့နှိပ်ပြီဗျကျုပ်တော်မှဒီကြည့်နေကိုကြည့်နေလာပြီကြည့်နေအောင်ရင်ကိုစားကျင်တာလောက်ခိုင်းလို့ရတာဟုတ်ကိုရင်မောင်ကရဲရဲဗျဒါထည့်အများကြီးကြိုးရှိတယ်ရှိပါသေးတယ်အစားတက်လောက်ကတော့ပါမွားလေးပါကွာဒါနဲ့ ူခင်မောင်ကျင့်စဉ်အောင်ဘာလုပ်မှာတော့ဗျကိုခင်မောင်မျက်နှာတီးသွားတယ်ဗျအဲ့ဒါတော့မပြောသေးဘူးကွာနောက်ရောက်မှနောက်စေးပေါ့ကဲစားပြီးပြီဆိုရင်လည်းပြန်တော့ငါမြစ်တာပို့အောင်မယ်ကျုပ်လည်းကိုခင်မောင်အတွက်ထမင်းနှောင်းချတောက်ရီကိုဖြည့်ပြီးတော့ပြန်လာခဲ့တာပေါ့ဗျာစိတ်ထဲမှာတော့အတော်ကျဉ်းနေနေသားဗျဘာလို့လဲဆိုတော့ဂိတ်မုံလည်းစားရတယ်လီမီနစ်လည်းတောက်ရတယ်လေဗျာဒါပေမဲ့ဒီเจ้าနေကိုကျုပ်ပြောပြတော့ဘယ်သူမှမယုံဘူးဗျရုပ်ဆွာအောင်အငဲခေါင်းတောင်မှမယုံဘူး ။အာဗျာအကူလက်ကတော့ရှောက်ပြောနေပြန်ပါပြီ။ငါပြောတာတကယ်ကွာ။တကယ်ဆိုရင်လည်းအဲ့ဒီကိမ်ကိုပြလေဗျာ။လင်းမနေရော။ကိမ်ကောင်ဆားလို့ကုန်ပြီကွာ။ဒါဆိုလင်းမနေပြင်ချက်မှာပေါ့။အေးကွာ။အလင်းလဲငါအတောက်ပြီးညောင်မအောင်မှာပဲထားခဲ့တာ။တွေ့လား။ဘာမှလည်းအကောင့်ထဲပြနိုင်တာမဟုတ်ဖ ೇನೆ ။အကူလက်သူမြောက်ဝယ်ရှောက်ပြောလို့ရမယ်ကျုပ်ကတော့လာမလိမ့်နဲ့ကျုပ်လည်းကိုယ့်ပါဇက်ကိုပြန်ရိုက်ချင်တယ်ဗျာ ဂိမ်းမုံတစ်တုံးလောက်ထားလိုက်ပါလားလင်းမိနစ်တစ်ဝက်လောက်ခြံထားလိုက်ပါလားလို့ပေါ့ဗျာအခုတော့တက်သေးမရှိတော့လေကျယ်တည်းကြီးဖြစ်နေတော့တာပေါ့ကျုံတဲ့ငယ်ကောင်နဲ့အိမ်ပေါ်မှာစကားပြောနေတော့ခြံထဲကိုမိမနဲ့ဝင်လာတယ်ဗျဝဲပါအောင်တော့ရဲ့တော်ပါပြီနေတိုင်းမဲသားရည်စားနေရလို့ညင်းဝင်နေပါပြီစားပါတော့ရဲ့အရုံစားထားနော်နောက်ရက်ဒီသားထရအောင်မသိကြတော့ကျမတို့လည်းရှော့ပေးပါမယ် ကျုပ်လည်းလေကားနဲ့ဆင်းလိုက်တော့အိမ်အောက်မှာတောင်းပြေးချပြီးဈေးရောက်နေတဲ့မိမနှစ်ယောက်ကိုတွေ့လိုက်ပါရောဒီမိမကကျုပ်မနှက်ကတွေ့ခဲ့တဲ့မိမပဲဗျကျုပ်ကိုလည်းတွေ့ရောမျက်နှာသားတွေကခက်တင်းတင်းဖြစ်သွားတယ်ဒါနဲ့သူတို့တောင်းထဲမှာပါလာတဲ့အမေသားတွေကိုအမေအတွက်လှိဖြက်ပေးနေတာပေါ့ဗျာအသားတွေကလည်းကောင်းလိုက်တာဗျာနီးရဲပြီးတော့အသားဆိုမှအသားကြီးပဲဗျလက်လိုက်တာလည်းပြောမနေပါနဲ့ဒိုးတွေတောင်ပေးနေသေးတာအရက်ရှည်ရှင်နဲ့မိမကအမေအတွက်လှိဖြက်ပြီးချိန်ကုန်လင်းနဲ့ထည့်ချိန်နေ90ဆက်ကြော်ရင်တော့တော့ပို့ထည့်ပေးလိုက်တယ် ေးကွယ်ငါတူမာတွေကျမ်းမချမ်းသာပါစေအမီနဲ့ကြတော့သူတို့မျက်နှာတွေချိုးလို့ဗျကျုပ်ကတော့မျက်စောင်းတစ်ခဲခဲနဲ့ခါတီတီဖြစ်နေတာကျုပ်လည်းသူတို့လောက်ကင်နေတာကိုဘေးကကြည့်နေအသားတွေကလက်သားတော့ဗျခမရတို့ဘေးကသွားယူရတယ်ကျုံမီတော့မျက်စောင်းထိုးကြည့်တယ်အမီကလည်းသိချင်နေပုံရတယ်ဗျထောက်ရှာဒမ်းမြင့်မိမနှစ်ယောက်ကတယောက်တို့မျိုးပြောတယ်ဗျနောက်တော့တယောက်မျက်နှာတယောက်ကြည့်ရင်ဒီလိုကတော့ ကျမတို့ဟာထောက်ချရွာရွာပါတမ်းမြင့်ရွာမှာမိသားတွေပေါ်နေတော့အဲ့ဒီကနေတက်ယူပြီးလှည့်အောင်တာပါအေးကွယ်ညီတို့လည်းပင်ပန်းကြတယ်နော်ဒါတော့မဟုတ်ပါဘူးတော်ရဲ့ကျုပ်ကတော့စိတ်ထဲတမျိုးဖြစ်သွားတယ်ဗျနေပေါင်းခမည်းတော်ဟာတမ်းမြင့်ရွာကနေတွားလူတွေလည်းပြောသေးရဲ့မနက်ကတွေ့တော့ပေတော့ရွာဘက်ကထွက်တဲ့လမ်းကနေထွက်လာကြတာပါကျုံမေတော့သူတို့မျက်နှာပြက်သွားတယ်ဗျနောက်တော့ချင်းချင်းလက်ကုပ်ပြီးတော့ထလိုက်ကြတယ်တောင်းမယ်တော်ကြီး တခြားဘက်လေလက်ရောက်มาဆိုတော့အချိန်မလင့်ငင်တော့အောင်မယ်မဟုတ်လားအမေက90တန်းပေးလိုက်တော့လှမ်းယူပြီးတော့ခက်တုတ်တုတ်ထွက်သွားကြတာပါပဲဗျာအမေကတော့ကြုတ်ကိုကြည့်ရင်းနဲ့နင်ဟာလေတော်တော်ရှာချီတဲ့ကောင်။ဟိုဗျာအမေကလေသူတို့နင်းနေဘာမှမေးမိရကြုတ်ဦးမလား။အေးပါနင်မမပါဘူး။နင်မွတ်တဲ့တော်မယ်။ဘုရားဆုံးတော့ကတ်ထားလိုက်သွားဆုံးတော့။ကြုတ်လေအိမ်မော်တက်ခဲ့ပြီးတော့ဘုရားကျောင်းတော်မှာတင်ထားတဲ့ဆုံးတော်ဘန်းလေးကိုဆွတ်လိုက်တာပေါ့ဗျာ။ ဆွန်ထမင်းနေရပြည့်နေပေမဲ့ဆွန်ရင်ကော့ကဘာမှမရှိတော့ဘူးဗျဟင်းနဲ့တေဗီရဲ့ဂျန်နေခဲ့တော့တာအမေဟင်းလည်းမရှိတော့ပါလားဟုတ်တော့ဒါဆိုရင်တော့ကြောင်စားသွားပြီထင်းနေအမေသားရင်းနဲ့ဆွန်ရင်ကတ်ထားတာလေအတုံးကြီးသုံးလုံးတော့ထည့်ထားတာကျုပ်လည်းအမေရောပြလိုက်တယ်အမေကတော့ချင်းရင်ရမွေးထားတဲ့ကြောင်ဝါကြီးကိုမြေတားပို့နေလေရဲ့ဒါနဲ့အဖေကိုလည်းမတွေ့ပါလားအမေအေးလေနင့်ဖေကရွာဦးကျောင်းမှာဧည့်သည်တွေရောက်နေတယ်ဆိုတော့အဲ့ဒီကိုတွားတာဖြစ်မှာပေါ့ဧည့်သည် မိုးရင်းကြီးဘယ်ဧည့်တယ်လေဗျဟဲ့အဲ့ဒါတော့ငါသိမလားနေငါ့ကိုစစ်စစ်စစ်လာလို့မနေနဲ့သိကျင်တပါဆိုရင်နင့်ဘာသာသွားမေးကျုပ်လဲလေထဲမစင်ရဘူးဆိုတော့ပြင်းနေရနဲ့ရွာဦးကျောင်းဘက်ကိုလှည့်လာခဲ့တာပေါ့ဗျာကျုပ်လဲဖုန်းကြီးကျောင်းကရောက်ုံမရှိသေးတယ်ဖုန်းကြီးကျောင်းထဲမှာရေတံတွေကိုကြားလိုက်ပါရောဗျာရှင်အောင်ကျောင်းကြီးရဲ့ပုံပြည့်တက်ခဲ့တော့အဖေနဲ့ရွာကန်လူကြီးတက်တိုက်ထိုင်နေကြတယ်ဗျရွာဦးကျောင်းဆရာတော်ထိုင်နေတဲ့နားမှာတော့လူကြီးတယောက်နဲ့မိန်းကလေးနှစ်ယောက်ထိုင်နေကြတယ်လူကြီးကတော့အသားမင်းမင်းနဲ့ဝေါဝါဖြူဖြူစူစူပြေးပြေးပါပဲဗျာ ိုက်ပုံဖြူကိုလည်းဝတ်ထားသေးတယ်။လက်ချောင်းတွေမှာလည်းလက်စွပ်တွေပြူနေတာပဲဗျာ။ကျုပ်ကတော့ဒီလူကြီးကိုသိစိတ်ဝင်စားပါဘူး။ကျုပ်စိတ်ဝင်စားတာကတော့ကောင်းမလေးနှစ်ယောက်ပဲဗျာ။အဲ့ဒီလူကြီးရဲ့နားမှာထိုင်နေတဲ့ကောင်းမလေးတွေကလည်းဝင်ကောင်စားလာရေးဝတ်ထားတယ်။တယောက်ကအသားဖြူရေးဗျာ။ပန်းရောင်ဇာဝန်းဆက်လေးဝတ်ထားတာ။မျက်နှာလေးဆိုနှုတ်ဖက်နေတာပါပဲ။ကျုံနဲ့ကြီးချင်းဆုံသွားတော့လန့်ပြီးတော့ခေါင်းငုံသွားတယ်။ကျုပ်ကလည်းဘိုးတထောင်အားမျက်လုံးကြီးနဲ့စူးစိုက်ကြည့်နေရဆိုတော့သူလေးဆက်သွားတာဖြစ်မှာပေါ့ဗျာ။နောက်ထပ်ကောင်းမလေးတယောက်ကတော့အသက်နည်းနည်းကြီးပုံရတယ်ဗျာ 30နီးပါးလောက်ရှိပြီထင်တာပဲအသားကတော့ခက်လက်လက်ပါသူကအဖြူအောင်ဝတ်ဆက်ဝတ်ထားတယ်ချောတာတော့ပြောမနေပါနဲ့ဟိုတယောက်ကအသားဖြူတဲ့လူအဲချောတဲ့ချောမျိုးဗျဒီတယောက်ကကြတော့ညိုးကြောလေးဗျကျုပ်ကသူ့ကိုကြည့်တော့သူကလည်းရဲရဲတင်းတင်းနဲ့ကျုပ်ကိုပြန်ကြည့်တယ်ရွာဦးကျောင်းဆရာတော်လေးပါဝင်ရွာကန်လူကြီးကတော့ကျုပ်ကိုဝိုင်းကြည့်နေတာပေါ့ဗျာအဖေကချောင်းတစ်ချက်ဟတ်လိုက်ပြီးတော့ဘယ်လောက်ကအဲ့ဒီမှာမတက်ကြီးဘာငင်းနေလဲကွာဒီတော့မှကျုပ်လေးတတိရတာ သူတို့ထိုင်နေတဲ့နားမှာကျုပ်ကမတ်တရက်ပြီးကောင်းမလေးကိုငန်းနေတာဟုတ်ဗျသူတို့အလှမှာတတိလက်လို့ဖြစ်သွားတာပေါ့ဗျာဒါနဲ့သွားကြီးကိုဖြီးပြီးတော့အဖေနဲ့ကိုအတင်းထိုင်ချလိုက်တာတင်မလွဲထိုင်နေတဲ့အဖေခြေစလုံးမောက်တက်ထိုင်မိပြီးအဖေဆိုထောက်ရတာကြည်ကြီးပါဗျာအာသိပါပြီကွာဟေ့ကောဘလို့ဖြစ်နေရလဲဟိုဟိုလေးဒီဟာမိန်ကလေးရဲ့အလှောက်ကြည့်ပြီးမျောသွားလို့ဟာအဖေကျုပ်လည်းဆက်ဆက်နဲ့ပြုံးပြင်းပြင်းနဲ့ပြောလိုက်တော့မိန်ကလေးနှစ်ယောက်ကတခိခိနဲ့ရဲတယ်ဗျာ ဂျန်တဲ့လူတွေလည်းကျုပ်ကိုကြည့်ပြီးရဲကြတာပေါ့ဗျာကျုပ်ကတော့မဆက်ပါဘူးသူတို့တွေကိုပဲစိုက်ကြည့်နေတာအဖေကကျုပ်ကြောကုန်းလက်သီးနဲ့ထုတ်သလားမထုတ်သလားတော့မှတ်မှန်းမပြောဘူးကာလာသားတွေများဒီတိုင်းပဲတကားကြီးခက်တော့တာပဲဆရာတော်ကအဲ့ဒီလူလေးယူပြောတယ်ဗျဦးလေးကြီးကပြောရင်တင်ပါဗျာတပည့်တော်တို့လည်းဒီလိုပဲငရေအားနေကြီးလာတာပါကိစ္စမရှိပါဘူးရှင်ဗျာကျုပ်လည်းဆက်စုကိုဆက်လိုက်တာပါဗျာဒါနဲ့အဖေကိုကြည့်ရင်အဖေ သူတို့ကဘယ်သူတွေလဲဟောတာဦးမင်းလူတွေကွတို့ရဖျားပြက်ကုန်ပြန်ပြင်ပြီးတော့ဖျားတက်ပြီးမဲ့လှူရှင်နေပေါ့ကွာသူကဟိုးအထက်ဘက်ကကျုပ်ကအဖေပြောတာကိုဆက်နားမထောင်တော့ဘဲနဲ့မိန်းကလေးနှစ်ယောက်ထဲကဘိုင်းရောင်နဲ့တရက်ကိုလက်ညှိုးထိုးပြီးတော့ဒီကညီမလေးနာမည်ရောဘယ်လိုခေါ်သလဲကောင်မလေးကရှက်နေတဲ့ပုံပဲဗျကျုပ်ဖြင့်ကြည်ရင်အသေးလေးရလာတာပါဗျဟိုကျမနာမည်ကရွှေစင်ပါ ရွှေစင်နဲ့လားလူနဲ့နာမည်နဲ့လိုက်တယ်ဗျာအသားရရလဲကြည်လင်နေပြီးတော့မသိရင်ရွှေစင်ရုပ်လေးကြနေရပဲဒါနဲ့ဟိုဘက်ကကျုပ်ပြောတော့အသားညူညူနဲ့ညူကျော်လေးကကျဲစင်မဟာဗျာနာမည်လေးရလဲလှတယ်ဗျာဒါနဲ့ခမရတို့နှစ်ယောက်ကဒီတော့ဦးမင်းလို့ဆိုတဲ့လူကြီးကထပြောတယ်ဗျာဒါကဦးလေးသမီးရင်းနေပါအကြီးမအကျဲစင်နဲ့အငယ်မရွှေစင်ပေါ့ ကျုပ်သွားပြီးဖြစ်နေတော့အဖေကကျုပ်ကိုကြည့်ပြီးတော့နောက်နေကြရင်အလူရှင်တွေရဲ့အဲ့ဒီဖျန်းကုတ်တို့ဘက်ကိုတွားကြည့်ချင်နေတယ်ကွဒီတော့မင်းလိုက်ပြလိုက်ဟုတ်ကဲ့ပြီစိတ်ချပါကျုပ်တောင်းရင်ထားပါဒါနဲ့တဲတာကြတော့ကျုပ်တို့အိမ်သူတို့ဥပဖြူအိမ်မှာတဲခိုင်းမယ်အိမ်ကအကောင်းကြီးမဟုတ်လားလောလောဆယ်လေလူမနေဘူးဆိုတော့အဆင်ပြေသွားတာပေါ့မိညိုပြောပြီးထားလိုက်မယ်စားတာတောက်တာကတော့ကျုပ်တို့ပဲစီစဉ်ပေးမယ်ဦးမင်းလို့တခြားအိမ်မှာဆိုရင်ခမည်းသမီးနှစ်ယောက်နေနေအနေကျမှာဆိုးလို့ပါဂျေဇူးတင်ပါတယ်တကြီးဟာ မလိုဘူးဗျာကျုပ်တို့ရွာမှာနှစ်ရှည်လာမြတ်ပြည့်စည်နေတဲ့ဇီဒီကိုပြန်ပြင်မဲ့အလူရှင်ပေါ်လာတော့ပဲကျုပ်တို့ဝမ်းသာမိပါပြီအင်းဗျာကျုပ်လည်းဒီရွာနဲ့ရေးဆက်ပါတယ်ပဲထင်ပါတယ်တလောကကျုပ်ထူးဆန်းတဲ့အိမ်မက်မဲ့တယ်ဗျအဲ့ဒါတော့ဘိုးတော်ကြီးတပါးမင်းအဲ့ဒီရွာကိုသွားပြီးပြက်နေတဲ့ဖျားကိုပြင်ရမယ်တဲ့ကျုပ်လည်းလောလောဆယ်တော့ဒိတ်နေစေမှန်တာတယ်ဖျားအနေထားနဲ့အချင်းတွေကိုကြည့်ပြီးတော့မှဂျန်နာတွေကိုတည်တည်ချာချာတွတ်ဆင်ရမယ်မဟုတ်လားဗျာဒါပေါ့ဒါပေါ့ကဲခမရတို့လည်းပင်မနေပြီဆိုတော့နားကြပါအောင်ဗျာ ခမရတို့ကောက်ကိုကျောင်းဝင်းထဲမှာပဲရပ်ထားခဲ့ပါဒီမှာဆိတ်ချပါတယ်ဒါနဲ့ကျုပ်လည်းထားလိုက်တာပေါ့ဗျာအပြင်နဲ့အရှိရာဦးမင်းလူတို့သွားကြတော့ကျုပ်ကတော့အနောက်ကကောင်းမလေးနောက်မှာရစ်တီရစ်တီပေါ့ညီမတို့ဘာတိကျင်တယ်ဆိုတာသာမင်းတော့နောက်နေလည်းမပြန်သေးဘူးဆိုရင်ဟိုတောင်ယူကလိုက်ပြမယ်တောင်ယူကမှဘာသွားကြည့်ရမှာလဲရွှေစင်ဆိုတဲ့မိန်းကလေးကကျုပ်ကိုခတ်မှမှာပြောတယ်ဗျကျုပ်လည်းပြောရင်ဖြင်းနေလိုက်တယ်ဗျဒီလိုနဲ့ကျုပ်တို့တွေဥပဖြူအင်းကိုရောက်လာတာပေါ့ဗျာ ို့တို့ရွာသားတွေကိုလည်းအိမ်ကိုတန်းရှင်းပေးလိုက်တာပေါ့အိမ်ကအကုန်အကောင်းကြီးပါဗျာမန်ညိုတို့တွေလည်းတကြီးရဲ့မိန့်နဲ့ဆိုတော့လက်ခံရတာပေါ့ဗျာအိမ်ကိုတန်းရှင်းရေးလုပ်ပြီးတော့သူတို့တွေလွတ်လပ်လပ်တဲပါစီဆိုပြီးပြန်ခဲ့တာပေါ့ခက်တာဥပပြုအိမ်မှာရေမရှိဘူးဗျအဖေကကျုပ်ကိုလှမ်းကြည့်တယ်ကျုပ်ကလည်းသိတဲ့အတိုင်းပဲမဟုတ်လားသူတို့နဲ့နီးလေကောင်းလေဆိုပြီးအိမ်ရောက်ကရေပုံးနဲ့တပိုးကြီးပြေးဆွဲပြီးတော့ရွာလေးကရေတွင်းစီကိုပြေးလာခဲ့တာပါပဲဗျာတို့တို့တွေရွာလုံးတင့်တယ်လို့ရေတွင်းသုံးနေကြတာဗျနီးရအိမ်ကရေယူသုံးနေပေါ့ဗျာ ိုးရင်းဆိုတော့လေရေတွင်းကရေထွက်တယ်ဆိုတော့ရေပေါ်သေးတာပေါ့ဗျာရေတွင်းထဲမှာလည်းရွာလေရေတွင်းကတော်တော်ကောင်းတာဗျကြီးစိမ့်နေပြီပြန်စစ်စရာကိုမလိုအညာရေတွင်းကတဲတွေရှုပ်နေပေါ်တတ်တယ်ဆိုပေမဲ့အဲ့ဒီရေတွင်းကတော့အတော်ကြီးတယ်ဗျကျေစင်နဲ့ရွှေစင်ညမသုံးဖို့ဆိုပြီးတော့စိတ်ထဲတွေးလိုက်တာနဲ့ရေခက်ရတာပင်မဲနေလို့တော့မထင်ပါဘူးဗျကျုပ်လည်းရေတထန်းဆွဲပြီးတော့ဥပဖြူအိမ်ကိုပြန်သွားဖြည့်တာပေါ့ရွာလေရေတွင်းနဲ့ဥပဖြူအိမ်ကနည်းနည်းတော့လှမ်းနေဗျကျုပ်လည်းရေတထန်းကိုဥပဖြူအိမ်နောက်ကရေချူးတဲ့နေရာကိုသွားဖြည့်ပေးလိုက်တာပေါ့ ။ဦးမင်းလူမတွေ့ပေမဲ့အိမ်မော်ဓာတ်ကနေဂျေစင်နဲ့ရွှေစင်တို့ညီမတွေဓမီရင်ရှားနေဆင်းလာကြတယ်ဗျ။ကျုပ်ကိုမြင်တော့နည်းနည်းရှက်သွားပုံရတယ်။ကျုပ်လည်းရေဦးထဲကိုတထန်းလောင်းထည့်ပြီးတော့ပင်မလာလိုက်ထင်တယ်။ရေချိုးကြနော်။ဒီရေကတိတ်အေးတိတ်ကြီးတာဗျ။ခမရတို့ပင်မနာတယ်အကုန်လုံးပျောက်သွားလိမ့်မယ်။ရွှေစင်ကတော့ဘာမှမပြောပေမဲ့ဂျေစင်ကတော့ကျုပ်ကိုပြုံးပြရဲဗျ။ချီးစူးတင်လိုက်တာကိုခမောင်ရဲ့ကျုပ်တောင်နည်းနည်းထူးဆန်းသွားတယ်ဗျ။ကျုံနဲ့ကောင်းကောင်းမိတ်မဆက်ရသေးပေမဲ့ကျုံနဲ့မေကိုသူတို့တီးပြီးသားဖြစ်နေရဲ့မဟုတ်လား။ ဒါလည်းအဖေမြပြောခဲ့တာလားလို့ပေါ့ဒါနဲ့ကျုပ်လည်းသူတို့ပြုံးပြရင်နောက်ထပ်ရေတထန့်ပြေးဆွဲတာပေါ့ဗျာရေတွင်ထဲမှာရေသွားခတ်တော့မင်းကလေးတယောက်နဲ့တွေ့ပြန်မှာရောဗျာအဲ့ဒီမင်းကလေးကလည်းသပင်ရှိင်းနေဗျာရေတာမှခြေစလုံးလောက်ထိကိုရှိမဲထင်းနေကျုပ်လည်းသူ့ကိုတိချကြည့်မိလိုက်တယ်ရုပ်ရည်ကတော့တိတ်ချော်ရင်မဟုတ်ပေမဲ့ကိုယ်လုံးကိုပေါင်းတဲ့သပင်ကတော့တိတ်လာတယ်ဗျာအဲ့ဒီမင်းကလေးကိုတွေ့တော့ကျုပ်လည်းသူ့အတွက်ရင်ငင်ပေးပြီးတော့သူပိုက်လာတဲ့ရိုးတွေကိုလောင်းထည့်ပေးလိုက်တာပေါ့ကျေးဇူးတင်ပါတယ်မောင်လေးရပါတယ် ဒါနဲ့ခမရကိုကြုတ်မမြင်ဘူးပေါ့။မြိန်သားနေလာခဲ့တာပါ။ဒါကြောင့်ဦးဗျဒါနဲ့ဘသူ့အိမ်မှာတည့်တယ်။ကြုံမေတော့အဲ့ဒီမိန်ကလေးကမပြောချင်တဲ့ပုံစံနဲ့ခေါင်းခါပြရတယ်ဗျ။ပြီးတော့ရေအိုးရွက်ပြီးတော့ရွာလယ်လမ်းအတိုင်းရှေ့ပဲထွက်သွားတာပဲ။ကြုတ်ဖြစ်ရင်သူ့ကြောကုန်းငေးကြည့်နေရင်ဆန်တွေလှုပ်ရှားနေရအောင်ငေးမော့ကြည့်မိနေမိတယ်ဗျ။ခေါင်းငယ်မှာကြီးရေအော်တဲ့တန်ကိုကြားလိုက်တော့မှပဲကြုတ်လည်းသတိကပ်မိသွားတော့တယ်။ဘလို့ဖြစ်တယ်လဲမသိပါဘူးဗျ။ကြီးရေပြိုနေတာအကောင်၃၀လောက်တောင်ရှိမယ်ဗျ။ ကြီးကန်းတွေလိုထူးဆန်းနေဆိုရမှာပေါ့ကျုပ်တို့ရွာမှာလည်းကြီးကန်းမှမရှိပဲတော်ကြီးကန်းတော့တကောင်တလီရှိပေမဲ့အခုလိုကြီးုပ်ကြီးရောမြင်ရခဲ့တယ်မဟုတ်လားအချိန်ကတဖြည်းဖြည်းနဲ့ညနေဆောင်းလာခဲ့ပြီဗျကျုပ်လည်းရေထန့်ပေးပြီးရေပုံးကိုဥပဖြူတို့အိမ်အောင်မှာပြန်ထည့်ထားတော့အိမ်ဘွားကနေမင်းကလေးစကားပြောတဲ့နေကိုကြားရတယ်ဗျဟိုတယောက်ကတော့အခွက်ရယ်နော်အမကြီးသူကဒီလိုပဲစိတ်ကောင်းရှိပါတယ်ညီမရဲ့စိတ်ကောင်းမရှိတာလားအမောင်မြန်ကြိုက်နေရများလား အကြောင်းဒီတိုင်းထွက်တောင်ပြေးပါအောင်မညီမရေဒါနဲ့ညီမကိုလေကြည်တယ်နော်အဲ့ဒါတော့အရင်ကတည်းကကြည်တာမျက်လုံးပေါက်ထွက်မတတ်ပဲသူတို့ဘာပြောနေသလဲဆိုတာတော့မသိဘူးဗျဖြစ်နိုင်တာကတော့ယောက်ျားလေးတယောက်ကြောင်ပြောနေကြတာကျုပ်လည်းကျုပ်ခိုးနားထောင်နေမှသိသွားမှဆိုတာနဲ့ခြေစံလုံးလုံးနဲ့ထွက်လာခဲ့တာပေါ့ဗျာရွာလေလန့်ရောက်တော့မှကိုမြင့်တို့နဲ့တွေ့တယ်ကိုမြင့်တို့ဟာထုံးစံအတိုင်းညနေနေညိုပြီဆိုလို့ရှိရင်လေးပြူလာကြပြီလေဗျာဒီတော့ဥဒိယကြီးဆိုင်သွားပြီဆေးလေးဝါးလေးတွားမိဝဲကြမယ်မဟုတ်လားကျုပ်ကိုမြင့်တော့ကိုမြင့်ကလန့်ခေါ်တယ်ဗျာ အလကမနဲ့ပြန်လာကွန်ညတော့ကအင်းဗျာကျုပ်ဖြင့်ခမရတို့နဲ့လိုက်နိုင်မဲတော့မထင်ဘူးရပါတယ်ကွာမင်းမပါလဲငါတို့တော့ကရအောင်သွားမှာပါလက်ကောင်ရစိတ်ချမင်းဘိုးတော့ကလူလိန်ဆိုတော့ငါတို့ပေါ်ပြမယ်ကိုမီးကတော့ခေါင်းတမုံမုံနဲ့သွားလာပါပဲဗျာကျုပ်ကဘာလို့မလဲရသေးတယ်ဆိုလို့ရှိရင်ခေါနာဖရဲတကာကြီးတွေကိုမနဲ့ပြန်ကြလို့ရှိရင်ဖရဲပြက်ကွန်းကိုလိုက်ပြအောင်ပဲမဟုတ်လားပြီးတော့ဒီကောင်မလေးတွေနားမှာလဲရစ်တီရစ်တီလှုပ်ချင်သေးတယ်လေပြန်လာရင်ねဥပဒါနဲ့တွေ့တယ်ဗျာ ျုပ်လည်းတော့မစင်းမိမဲ့ဥပဒါလဲတဲ့စင်းနဲ့သဘောပါပဲဗျာဒူနွားနှကောင်မောင်းလိုက်ရင်ကျုပ်ကိုတွေ့တော့လှန့်ခေါ်တယ်အလကောင်မင်းကိုကြည့်ရလဲချွေးရည်တန်နေနေပါလားကွာချွေးရည်ရွှဲမှာပေါ့ဗျာခေါနာပဲဧည့်သည်တွေရည်သွားထမ်းပြရသေးတယ်မဟုတ်လားဥပဒါမျက်မှောင်ကျုပ်လိုက်ရင်နေစမ်းမောင်ဘေးကဧည့်သည်ရောက်နေပြန်ပြီလေဘေးကဆိုလဲဗျာကျုပ်လည်းတေချာတော့မကြားလိုက်ဘူးဦးလေးတယောက်နဲ့မင်းကလေးနှစ်ယောက်ဗျဦးလေးနာမည်ကဦးမင်းလူတဲ့ သူသမီးနှစ်ယောက်ကြတော့ရွှေစင်းနဲ့ကျေစင်းနဲ့ဗျာနာမည်လေးမလှဘူးလားဥပါသာပြောတော့ကျုပ်ခေါင်းညိနေဗျကျုပ်လည်းဆက်ပြောရတာပေါ့နာမည်လေးလည်းလာတယ်လို့လူလေးတိတ်လာတာပဲဗျာအခုလေသူတို့ညီမရေချိုးအတွက်ရေသွားထမ်းပြီးပြီးတော့ပြန်လာခဲ့တာအလက်ကောင်တို့ကတွေ့တယ်ဟေးကြိုးစားတာကွာမြို့သူတယောက်လောက်ကိုတော့တို့ရသူဖြစ်စီယုံပေးပါအောင်ကွာဥပါသာပြောတော့ကျုပ်လည်းရှက်ရှက်နဲ့ခေါင်းကုပ်နေတာပေါ့ဥပါသာကကျုံနာမှာကတ်ပြီးတော့ ဒါနဲ့အခုတလောရွာမှာထူးဆန်းမနေဘူးလား။ဘာထူးဆန်းလို့လဲဗျ။ဟိုကွာအဲ့ဒီတွေအများကြီးရောက်နေတယ်နော်။အဲ့ဒီတွေရောက်တာဆန်းသလားဥပဒါရဲ့။ပုံမှန်ဆိုရင်တော့မဆန်းပါဘူးကွာ။ဒါပေမဲ့အခုရောက်လာကြတာလူစိမ့်နေမှော့လား။ရောက်လာပုံနဲ့လည်းပြုံးစားကြီး။ဥပဒါပြောမှကျုပ်လည်းစဉ်းစားမိတယ်ဗျ။မင်းပြောတဲ့ဖျားတက်ခါဆိုတာရောဘာလို့မိုးရင်းရောက်လာရလဲကွာ။မိုးကုံမှာလုပ်ငန်းစလို့ရမယ်လေ။ ဘရားတီမယ်ဆိုရင်လေငါတို့ရွာသားတွေကလေယာဉ်လုပ်ငန်းခွင်ပြီးမှကူလို့ရတာမဟုတ်ဘူးလား။အာဗျာဒါတော့သူတို့ကအခုတင်မယ်လို့မပြောသေးပါဘူး။အခုကနေရာလာကြည့်တာပါဗျ။ထားပါတော့ကွာ။မင်းသားသားပို့နေတဲ့ရုပ်ကစိုးကျင့်တယ်တရားလို့ရှိသေးတယ်မဟုတ်လား။သူကလည်းရောက်တာကြာပါပြီ။နောက်ပြီးညနေကလည်းကောင်းမလေးတရားကိုတွေ့လိုက်သေးတယ်။မျက်နှာစိမ့်မဲကွာ။ဇပင်ရှင်ရှင်နဲ့ကောင်းမလေးမဟုတ်လား။အဲ့ဒါမြင်သားကနေလာတဲ့လူဗျ။ကျုံပြီးတော့ဘာမှလည်းပြန်မဖြစ်ဘူး။ အေးလေဒါကြောင့်နင်းနဲ့ထူးဆန်းမနေဘူးလားကျုပ်လည်းပခုံးတွန့်လိုက်ပြီးတော့ကျုပ်တို့တော့ဘာမှမထူးဆန်းပါဘူးဗျာနောက်ပြီးဈေးတဲ့နှစ်ယောက်လည်းရှိသေးတယ်တယောက်ကပိန်ပိန်တယောက်ကပူပူဗျာဥပါဒာမျက်မှောင်ကျုံသွားတယ်ဗျာဟုတ်လားငါတော့မတွေ့မိပါဘူးဘယ်တွေ့မလဲဗျာဥပါဒာလေတဲ့ကြီးဆင်းနေအောင်သူတို့ကနေ့လည်နေခင်းလောက်လာကြတာဒါနဲ့ထူးဆန်းနေဆိုလို့ရှိရင်ထုံးစံနဲ့ရွာတော်ရှင်ကိုမေးကြည့်ပါဗျာမေးပြီလားကြာဘောကွာရွာတော်ရှင်ကလည်းဘာမှမပြော ဒါဆိုလည်းမထူးလို့ပေါ့ဗျာတန်တရားတွေတိတ်မများပါနဲ့ဥပဒါယာသူတို့ကဒီတိုင်းပဲတိုက်ဆိုင်သွားတာပါအေးကွာမင်းပြောသလိုပဲတိုက်ဆိုင်တာပဲဖြစ်ပါစေလို့ဆုတောင်းပါတယ်ငါမျက်ခုံးနဲ့ပကတားအလုံးနေအသုံးလေးရရှိပြီကွာမျက်ခုံးလောက်တာများအဆန်းလားဗျာငါအတွက်တော့ဆန်းနေဟာငါမျက်ခုံးတွေအဲ့လိုလှုပ်လာပြီဆိုလို့ရှိရင်တခုတော့ပြဿနာဖြစ်တော့မှာပဲကွာအဲ့ဒါကြိုးတင်နမိတ်ပြတယ်ပုံမဲပေါ့ဒီတိုင်းသူရနေလို့ဖြစ်မှာပါ ဥပဒါပဲမျက်ကုံဆက်လို့ကျုပ်တော့သွားပြီဗျာရေမှုချိုးပြီးညကြိုင်ဟိုကောင်မလေးအိမ်ရှိသွားပြီလမ်းတလားလိုက်အောင်မယ်ကြိုးစားထားလက်ကောင်ကြီးကျုပ်လည်းဥပဒါကြီးကိုလက်ပြပြီးတော့အိမ်ကိုပြန်ပြေးခဲ့တာပေါ့ဗျာညနေအိမ်မှာထမင်းစားတော့အမေသားရင်မယ်ဗျကျုပ်လည်းအမေသားကိုကြည့်ရင်စဉ်းစားလာတယ်သူတို့ပြောတာတွေကတဘာမှမကြောက်ဘူးဗျထောက်ရှာရွာနဲ့တမ်းမြေရွာဆိုတာလှင်းနဲ့တောင်နေတစ်ပိုင်းလောက်သွားရတာကျုပ်တို့ရွာနဲ့တမ်းမြေရွာဆိုရင်လည်း၈မိုင်လောက်ဝေးတာဆိုတော့ယောက်ျားချီလန်းနေဆိုရင်တောင်မှပဲနှစ်နာရီတသားလောက်သွားရတာ ပြီးတော့တမ်းမြင်ရွာကနေယူလာခဲ့တဲ့အမေသားဒီရောက်တော့သွေးတောင်မချောက်သေးဘူးဆိုတော့ဖြစ်နိုင်မှာမလားအမေသားတွေအကြောင်းတွေးရင်ဗဟေးလိဖြစ်သွားတာနဲ့အမေသားဟင်းကိုခတ်နေရက်လက်ကိုရက်ထားမိလိုက်တယ်အမေကကြုတ်ကိုကြည့်ရင်ဟဲ့လကောဟင်းခွက်ကိုခတ်ရင်လည်းခတ်လေတန်းလိုင်းလုတ်ပြီးဘာတွေတွေးနေရလဲအမေရောမှကြုတ်လိုက်တဲ့ရေးဝင်ပြီးလက်ကိုပြန်သိမ်းလိုက်မိတယ်အမေကကြုတ်ကိုကြည့်ရင်ဟဲ့နင်မစားဘူးလားမစားတော့ဘူးဗျာနေ့စဉ်ရက်ဆက်စားနေရဆိုမစားကျင်တော့ အငယ်မကတော့အမေသားတော့ဗဇက်နဲ့ဖဲရင်ကောင်းနေအကိုလည်းမစားတော့တမိတို့မြန်မြန်စားရတာပေါ့သူတို့အားလုံးလည်းအမေသားနဲ့မြေကြီးဆဲ့စားနေချိန်မှာကျုပ်ကတော့ငပိကျက်နဲ့တူစီယံနဲ့ပဲစားလိုက်တာပေါ့ဗျာဓမင်းစားပြီးတော့အဖေကိုကိုခွင်းမောင်ကြောင်းတရင်ပို့ရသေးတယ်အဖေကတော့ခေါင်းတညင်းညင်းနဲ့ဟေးဒါဆိုရင်လာမယ့်လောက်ွယ်ညတော့တခုထူးီထင်းနေကွာအဖေပြောတာကိုကျုပ်လည်းခေါင်းညင်လိုက်တယ်ကိုမြင့်တို့ကလည်းမနေ့ပြန်လောက်ွယ်ညမှာ ကိုခင်မအောင်သွားချောင်းမယ်ဆိုတော့တကယ်ဟုတ်တယ်လားမဟုတ်ဘူးဆိုတာထူးပြီပေါ့ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ခါစောရေးသားထားတဲ့ဇုံထီဥပဒါနဲ့ထူဆန်းသောဧည့်သည်များအတွေ့အုံရဲ့စာစဉ်ဆက်ရှိပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူစာနီပဲဖြစ်ပါတယ်။